ဒီဗီဒီယိုကလေအချိန်ရမအေးစေကြည့်တော့မလဲဆိုတော့တော်တော်ရှုပ်မယ်ကျမလည်းတော်တော်ကြီးကိုဟိုခွဲခြားစိတ်ဖြာပြီးတော့လေ့လာမှသားပြီးမှရှင်းပြရမလို့မှားချင်တယ်မှားမယ်ဒါပေမဲ့ဒီဇာဆုံးတော့မှန်ကန်အောင်တော့အုပ်စုလေးဖွဲ့ပေးထားတယ် Vaseline မှာသူကအမျိုးပေါင်းမြောင်များစွာရှိတယ်ဒီကောင်းဆိုလို့ရှိရင် repairing ပြီးတော့ protection ရှိတယ် moisturizer ဆိုတာရှိသေးတယ် ီးတော့ကြ nutrition ဆိုတာရှိသေးတယ်အဲ့ဒါတစ်ခုချင်းစီတစ်ခုချင်းစီကဘလို့ကွာတာလဲဘလို့အသားရေအတွက်လဲမျက်နှာလားကိုယ်လုံးလားဆိုတဲ့ဟာကိုပြောပြမယ်နော်ပထမဆုံးပြောမှာ moisturizer gel သူကကြတော့ main ingredient က petroleum gel 100%အဲ့မှာမှသူ့ရဲ့သူ့ရဲ့ S1 ကသူကဘာလုပ်တာလဲဆိုတော့ကြတော့ hydration ကို log လုပ်ပေးတာအမင်းကမှရှိရအစိုးရကိုလွတ်ထွက်မသွားအောင်သူကပိတ်ပေးထားတာနော်ပြီးွားရင်သူကအနက်တွေပါမပါတတ်ဘူးမပါတဲ့အခါကျတော့ဘယ်လိုသူတွေတင့်တော်လဲဆိုတော့ sensitive skin တို့ပြီးရ eczema လေးအရင်အသားချပြီးကွဲပြဲနေတာခလေးတွေတခါလေးဖြစ်တယ်အဲ့လိုမျိုးလူတွေ baby skin တွေအတွက်သူကတင့်တော်တယ်ตัวกว่า moisturizer มาลงว่า business moisturizer เว้ยฮีนิ่งลงพอจั่วตัวอกางซ้อมဖြစ်တယ်ဒါပေမဲ့သူ့မှာက additional manuals တခုမှမပါဘူးတပေါ်ပါလာမသိဘူးအဲ့လိုမျိုးကွာဗာ moisturizer ကျဲလीဗျာအဲ့လိုမျိုးသူ့ကိုဘယ်လိုမျိုးလူကြီးကအသုံးပြုရမှာလဲဆိုတော့ very trying ဖြစ်တဲ့လူကြီး sensitive ဖြစ်တဲ့လူကြီးအသားအရှမ်းချောက်တဲ့လူကြီးမှာသုံးရတာနော်အသားအရှမ်းချောက်တဲ့ very dry sensitive တမားကြီးကဒီ moisturizer ဟာကိုသုံးရတယ်နော်နောက်တစ်ခုကကြတော့ nourishing gel nourishing gel ကြီးကကြတော့သူကဒီ petroleum gel ထဲမှာ vitamins တွေ nourish ဖြစ်အောင်ပို့ပြီးတော့အဟာရဖြစ်အောင်ဗီတာမင်စီကိုပေါင်းပြီးတော့ additional ထည့်ထားတာအဲ့ဗီတာမင်တွေကဘာတွေသူထည့်မလဲဆိုလို့ရှိရင်ကိုကိုဘတ်ဂျာရို aloe vera ရို and ပြီးတော့ကြာဘာရှိသေးတယ်ညီမအောင်ကိုကိုဘတ်ဂျာရှိမယ် aloe vera ရှိမယ် shea butter ရှိမယ်ဗီတာမင် E ရှိမယ်အဲအဲ့လိုဟာမျိုးတွေသူကများသောအားဖြင့်ထည့်တယ်ထည့်တယ်ပေါ့နော်အဲ့တော့သူကအနက်လေးနဲ့မှုန်းတတ်တယ်ဒါပေမဲ့အဲ့ဒီအကောင်တွေကဘလို့လူတွေတော့မှာလဲဆိုတော့ကြာတော့ normal to dry glow and soft နဲ့ဖြစ်နေတူ normal to dry ဆိုတာပုံမှန်အသားရေရှိရနည်းနည်းခြောက်တယ်အဲ့လိုမျိုးတွေဆိုဒီ nourishing ကိုတုံးလို့ရတယ်ဒီကောင်တွေရတယ် recommend ပေးတာက body moisturizer body moisturizer လို့ပဲပေးတာဒီလားသူ့ကို general ထုတ်ထားတာက body အတွက်ထုတ်ထားတာဒါပေမဲ့မျက်နှာအတွက်တုံးလို့မရဘူးလားဆိုတော့ခုနကပြောသလိုပဲအသားအရန်ခြောက်တဲ့လူကရတယ်ကွဲပြဲဖက်ဖက်ဖက်ကြီးဖြစ်အဲ့အဲ့လိုလူမျိုးဆိုရတယ်နော်အဲ့ဒါတော့မွိုင်းချာရိုက်ဆာနဲ့နော်ရီရှိကိုပဲပြောရအောင်နော်ကျွန်မဒီလိုမျိုးဟို repairing ကိုမပြောဘူးနော်အဲ့တော့ အဲ့လိုမျိုးအရန်ချောက်တဲ့လူအရန်ဟိုအသားရ drying ဖြစ်တဲ့အက်ဇီးမားလိုမျိုးရှားတဲ့လူတွေဆိုလို့ရှိရင်မျက်နှာကိုရတယ်ဒါပေမဲ့သူ့ကိုထုတ်ကာက body moisturizer ဆိုရဲနာမည်နဲ့ထုတ်ထားတာနောက်တဲ့နှစ်မျိုးနောက်ထပ်နှစ်မျိုးကအောက်စုတူရဲသူက protecting နဲ့ repairing အဲ့အားကြတော့ skin barrier အတွက်ကိုသူက protection လုပ်ပေးတဲ့အောက်စုကွာတိတာအဲ့နှစ်ခုကရေးဘူးရအဖြစ်ကတော့တိတ်မကွာဘူးဒါပေမဲ့ဘလို့လူတွေကဘလို့လေးခွဲသုံးဆိုရဲဟာတွေကိုတစ်ချက်ပြပြမယ် ဒီညီမလေးမိထားတဲ့ protecting အဲ့ဒီ protecting ကကြတော့ तू က skin barrier အတွက်ကို तू ကထိမ့်ပေးတယ်ပြီးရင်ခုနလိုပဲ hydrating ဖြစ်အောင်လုပ်ပေးတယ်ရေဓာတ်ကိုထိမ့်ပေးရပေါ့နော်အဲ့လိုမျိုးလုပ်ပေးတယ်ဒါပေမဲ့သူ့မှာဘာအားနည်းချက်ရှိလဲဆိုတော့ကြတော့ extra hini effect မပါဘူးပထမအမအပေါ်မှာပြောခဲ့တဲ့တခုအဲ့မှာကြာတော့ extra hini effect ကပါတယ် moisturizer မှာ extra hini effect ပါတယ်သူကပြန်ပြီးကုစားပေးနိုင်တယ်ဒီ protection shim မှာကြာတော့ဟို moisturizer လို့ပဲအသားအီကိုသူကရေချက်တွေမဆုံးရှုံးသွားအောင် lock လုပ်ပေးထားမယ်ပေါ့နော်အသားဆုံးအောင်လုပ်ပေးမယ်ဒါပေမဲ့သူ့မှာကပြန်ကုစားပေးတဲ့ hini မပါဘူးအဲ့ moisturizer နဲ့ protecting ရကွာတဲ့ဟာနော်အဲ့တော့ဟိုနောက်တစ်ခုကြက်မယ်ဗာလဲဆိုတော့ကြာတော့ဒီကောင်နော် British ဘာလဲအော်ယောဂမီ repairing ပြောရင်းနဲ့အဲ့လိုမူးနားမှာလည်းဘာလို့ပြောရလို့အမှပဲ तू ကဟိုဆယ်ရန်စာကြက်အဲ့လို ဒီ repairing ကဂျပန်ရန်သွားကြည့်လဲဆိုတော့ကျွန်တော် Norin Shin နဲ့သွားကြည့်တယ်။ Moisturizer နဲ့ Project Genie နဲ့လည်းအုပ်စုကြည့်ပြီး repairing နဲ့ Norin Shin နဲ့လည်းသွားကြည့်တယ်။ဒီကောင်ကကျတော့အနက်နေပါနိုင်တဲ့ခုတ်ခိုးအနက်နေ aloe vera အနက်နေအဲ့လိုမျိုးတွေပါနိုင်တယ်ပြီးလို့ရှိရင် तू ကအပို့ပြီးတော့ healing ရတဲ့ဟာမျိုးတွေပေးထားတယ်။ဒါပေမဲ့ तू ဒီ very very dry immediate 6 tweet app ကိုနေမှာပဲအဆင်ပြေတယ်။အဲ့တော့လွယ်လွယ်လေးပဲမှတ်လိုက် Vaseline ဒီ acid နဲ့လုံးဝမျက်နှာမတည့်ဘူးကိုလုံးဆိုလို့ရှိရင်တော့အသားပတ်တယ်ပါညာဆိုတော့ ြောလို့ပေါ့နော်ဒါပေမဲ့မျက်နှာကိုသုံးမယ်လို့စိတ်ကူးရင်အစီပြင်းတဲ့လူတွေကလုံးဝမတည်ဘူး very dry နဲ့တော်တော် dry နဲ့လူနဲ့ပဲတည်တယ် normal skin ဆိုရင်တောင်မှပဲမတည်တာများတယ်ဟုတ်ပြီသားနော်အဲ့တော့ဒီတေးသိကျွန်တော်ရှင်တော့ message မှာလာပြီးတော့ကျွန်မရဲ့ဘူးကဒါပါဆိုလို့ရှိရင်ကျွန်မကိုပြောပြအဲ့ဆိုတော့ကျွန်မပြန်ပြီးတော့သိချလေးပြန်ရှာပြီးသိပြန်ပြောပြပေးမယ်အခုကတော့၄ဘူးစလုံးကိုဂျန်နွေမော်ရင်ထပ်ပြီးပြောရတဲ့လူဖြစ်ကြကြောင်းမလို့နားဟောင်းတဲ့လူလည်းနားလည်းမဟုတ်ဘူးပြောပြရတဲ့လူလည်းမူအမထွက်